the best way of realization is breathing အဲ့တော့အနားယူဖို့အတွက်ခရီးထွက်ရင်ပတ်စံကုန်မယ်အရက်တောက်ရင်ပတ်စံကုန်မယ်ရုပ်ရှင်ကြည့်ရင်လည်းပတ်စံကုန်သေးရဲ့မီတာကကုန်လေခုခေတ်ကဆိုတော့အ ਨੇ ဆုံးတော့ cost တွေအများကြီးကုန်တယ်ဒါပေမဲ့လုံးဝတပြားတစ်ချက်မှမကုန်တဲ့အနားယူခြင်းတွေ our breath အလကားရတဲ့အသက်ရှူတာ ဆိုတော့ relaxation အတွက်အကောင်းဆုံးသည် breath ဆိုတော့ breath work ကိုလုပ်ဖို့အတွက်ကိုတိုက်တွန်းထားတယ်ဆိုတော့ breath work meditation ဒီဗုဒ္ဓဘာသာဖြစ်တဲ့ဝင်လေထွက်လေဖြည်းဖြည်းချင်းချင်းလုပ်တာမျိုးရှိရယ် that's also good မကောင်းဘူးလို့မပြောဘူးကောင်းတယ်ဒါပေမဲ့တစ်ခါတလေအရင်ပင်ပန်းနေတဲ့အချိန်မှာ meditation မလုပ်ချင်ဘူးဒါအမှန်တိုင်းပြောတာ meditation မလုပ်ချင်ဘူး အဲ့အချိန်မှာမလုပ်လို့ရလဲ physically ရော breath ကိုတောရပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဒီမလုပ်လို့ရလဲဆိုတော့ခန္ဓာကိုယ်ကို breathing in and out exercise လုပ်လို့ရ and then next အလိုမှမဟုတ်ဘူးတစ်ချက်ပို relax လုပ်ချင်ကျွန်တော်ဆိုငုတ်တုတ်ထိုင်ပြီးတရားအရင်ကြီးမထိုင်နိုင်တော့ဘူးဆိုရင်အဲ့နေတဲ့အချိန်မှာ in out in out counting စေချင်းလောက်လုတ်ပြီးသွားရဲဆိုရင်စေချင်းတော့မပြည့်ဘူးတခါလေး၅ချင်းလောက်နဲ့အိပ်ပျော်သွားရင်လေအိပ်ပျော်သွားရဲ this is sound sleeping အတွက် ထပ်ပြီးတော့အကျိုးပြုတယ်။အဲ့ထပ်ပို့ပြီးတော့မှ systematic breathing exercise လုပ်ချင်တယ်ဆိုရင် I would love to highly recommend က Wim Hof method ရှိတယ်။ Wim Hof က Netherlands လူမျိုး Iceman လို့ခေါ်တယ်။သူက the breathwork ရဲ့ အကျိုးကျေးဇူးကြောင့်သူဒီယောဂပေါင်းစုံကိုဘာမှစိတ်မထိုးဘဲနဲ့တွန်းလှန်နိုင်နေတိုက်ခိုက်နိုင်နေဆိုပြီးတော့ green နဲ့ sanding ပုံစံမျိုးလေးသူကတင်ထားတဲ့သူမျိုးပေါ့နော် for me ကျွန်တော်အရင် depression ဖြစ်ခဲ့တဲ့ကာလတုန်းကကျွန်တော်ကို depression ကနေစပြီး saving လုပ်ပေးတဲ့ first step က bring who ရဲ့ bread word method ဆိုတော့